င်္ဂလာပါခင်ဗျာတင်းငိုင်းတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကို Dual Watch ဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီနေ့တင်ဆက်ပေးမယ့်တင်းတွေကတော့လောင်းနှုတ်နဲ့ကြောက်စင်ကြွားအောင်ဆိုမှာနေရက်ဆက်တိုက်ပွဲဖြစ်ပြီးစစ်ဆောင်ဆက်ကြီးဖန်ခံထားရတဲ့တင်းဘိတ်တဝဲကာလာမောကလပားရွာမှာတိုက်ပွဲဖြစ်ပြီးဆက်နာရှင်တက်ကအနေတွေကိုမီးရှို့တဲ့အချိန်နေ ဆက်နာရှင်တပ်ပစ်တဲ့လနဲ့ကြီးတောင်းဂရင်းကမျိုးနဲ့ဖာနီဝါကခလီနှုတ်ပါဝင်ဒေတာခန်ခုနှစ်ဦးတန်ရရသွားတဲ့အကြောင်းထိုင်းမြန်မာနယ်စပ်မှာတရားမဝင်လာတဲ့မြန်မာတုံးစေကျော်ပန်းခံရတဲ့တဲ့င်းမြန်မာမှာရှိတဲ့စတားလင်2500ကျော်ကိုအီလွန်မတ်ရဲ့ SpaceX company ကဖြတ်တောက်လိုက်တဲ့အကြောင်းစားတဲ့တဲ့င်းအကြောင်းအရာတွေကိုပြောပြပေးမှဖြစ်ပါတယ် လောင်လုံးမျိုးနဲ့ကြောင်စင်ကြွားအိုဆူမှာဆန္ဒရှင်တန်နေတော်လိုင်းပူပေါင်းတက်တော့နေဆက်တိုက်ပွဲဖြစ်ပြီးစစ်ဘေးရှောင်ဒေသခံဆက်ကြီးကိုဆန္ဒရှင်တပ်ကဖမ်းဆီးထားတယ်လို့သိရပါတယ်။အင်အားတရာလောက်ရှိတဲ့ဆန္ဒရှင်တပ်စစ်ကြောင်းဟာအော်တိုမာ20ရက်နေ့နဲ့22ရက်နေ့ညနေပိုင်းတွင်မှာသဘောဆိတ်ပင်ကြီးရွာဖက်ကနေကင်းကြီးရွာနဲ့ company ရွာတွေဖက်ထွက်လာချေတော်လိုင်းတက်တွေနဲ့ပြန်လှန်ပြေခတ်မှုနှစ်ရက်ဆက်ဖြစ်ခဲ့တယ်လို့ဒေတာခန်တွေကပြောပါတယ်။ဆက်နာရှင်တဟာအော်တိုဝါလာ20နေညနေပိုင်းကသဘောဆိတ်ပြင်ကြီးရွာဖက်ကနေကင်းကြီးရွာဖက်စစ်ကြောင်းထိုးလာချေတော်လိုင်းတက်တွေနဲ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။အဲ့နောက်အော်တိုဝါလာ20နေမနေ့ပိုင်းမှာတော့ကင်းကြီးကြီးရွာကနေကမ္ပဏီကြီးရွာဖက်ကိုစစ်ကြောင်းထိုးလာချေ တေးဆောင်နေတဲ့စေပေဆောင်ဒေသခံ50လောက်ကိုဖမ်းဆီးခဲ့ပြီးညနေပိုင်းမှာတော့တော်လိုင်းတက်တွေနဲ့ကပ်ပဏီရွာမှာဒုတိယကြေးတိုက်ပွဲထပ်ဖြစ်ခဲ့ပါတယ်တိုက်ပွဲဖြစ်နေချိန်ကမ္ပဏီရွာရဲ့အနောက်ဘက်ပင်လယ်ပြင်မှာရထားတဲ့စစ်သင်္ဘောကလေလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။အော်တိုဝါလာ20ရှင်းနေကစပြီးဆက်အနာရှင်တပ်ကဖမ်းဆီးထားတဲ့သဘောဆိတ်ပင်ကြီး၊ခင်ကြီးဂျီဝါတွေကဒေသခံ50လောက်လေ အော်တိုဘာ33ရင်းဒီကနေ့မနေ့ပိုင်းထိပြန်မလို့တည်ဘူးလို့ဒေတာခန်တွေကပြောပါတယ်။ဒါကြောင့်ကျောက်စင်ဂျူအာဝစုဖြစ်တဲ့ကမ္ပဏီဂျူအာမှာအော်တိုဘာလ33ရင်းဒီဒီနေ့မနေ့ပိုင်းထိစီတင်မာနေတဲ့အချိန်လေးရှိနေပါတယ်။အင်အားတရားဝင်ခြင်းရှိအဲဒီဆာနာရှင်တပ်စစ်ကြောင်းဟာလောက်လုံးမျိုးနဲ့ကျောက်စင်ဂျူအာဝစုကိုအော်တိုဘာလ19ရင်းဒီကစားလို့စစ်သည်မောင်းနဲ့ရောက်ရှိလာပြီး တရားဝင်တရားထွက်စစ်ကြောင်းထုံနေတာကြောင့်ဂျေးဝါ6ရွာကဒေတာခန့်ပြည်သူတွေထွက်ပြေးတရှောင်နေကြရပါတယ်။တေချောင်းမြို့နယ်ပိတ်တဝဲကာလံဘောကလဘဂျေးဝါမှာ အော်တိုဘားလာ23ရင်းနေဒီကနေ့မနေ့ဘိုက်ကားတိုက်ပွဲဖြစ်ပြီးတဲ့နောက်ဆက်နာရှင် တက္ကနေတွေကိုမိရှုဖြစ်စီခဲ့တယ်လို့စစ်ရေးတရင်ရင်းမြစ်တဲ့ဒေတာခံတွေစီကတည်ရပါတယ် ော်တိုဘားလ20ရက်နေ့ကတည်းကတဲချောင်းမြို့အထွေစင်ကူပုတ်ကိုင်းစင်ချန်းလဘစားရိတ်ကြီးဝါတွေကိုဆက်နာရှင်တက်စစ်ချောင်းထုံနေလို့အော်တိုဘားလ21ရက်နေ့ကစပြီးဘိတ်တူဝေကာလန်ကိုတော်လိုင်းတက်တွေကပိတ်ဆို့ထားပါတယ်အော်တိုဘားလ23ရက်ဒီကနေ့မနေ့9နာရီလောက်မှာနှစ်ဖက်ပြက်ခတ်တန်းတွေစကြရပြီးမနေ့စနေလမှာတော့ရဘကြီးဝါကအနေတွေကိုဆက်နာရှင်တက်ကမီရှုခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် တိုက်ပွဲကြောင်းလပါစင်ကြံပြည်တိုင်းစားရကြီးဝါတွေကဒေသခံတွေထွက်ပြေးတေချောင်းနေရလို့နေဘလောက်မိရှုခံရတယ်ဆိုတာအသိစိတ်မတရားသေးဘူးလို့ဒေသခံတွေနဲ့စစ်ရေးတရင်ရင်းမြစ်တွေကပြောပါတယ်။ဒေနီနေလေပိုင်မှာတော့တိုက်ပွဲကပြန်ကြီးနေပြီးဘရစ်တိုဝဲကာလန်ကိုပိတ်ထားဆက်ဖြစ်တယ်လို့ဆိုပါတယ်။ တနင်္လာနေ့တိုက်တဲ့ကအမရှင်ပြည်အောင်စုလမ်းမကြီးနဲ့နေဆကိုတို့ရဲ့လမ်းကြောင်းတွေကို ပြန်လည်စုံမထေးချိုနိုင်ဖို့ဆက်အနာရှင်တပ်ကအင်အားအလုံးရင်အတို့ပြုပြီးစစ်ကြောင်းထုံးနေတာဖြစ်ပါတယ်တနင်္လာမျိုးနဲ့ဖာနီဂျူရာမဆက်အနာရှင်တပ်ရဲ့အမှတ်996ချီမြန်တန်ရင်ကပစ်တဲ့လက်နေကြီးကြောက်ပေါက်ပွေလို့ခလေးနှုတ်အပါဝင်ဒိဋ္ဌကံခုနှစ်ဦးတန်ရရသွားပါတယ် အဒူဝနာနစေရဲ့ည9နာရီလောက်မှာစိုးဝဲရွာခြေဆိုင် ခမရ996ကလင်းနေချင်းနဲ့တကြေပခါရာဖာနီရွာထဲကဒူနီနာကြောက်ပောက်ခွေခဲ့ပြီးအမျိုးသား9ဦးနဲ့အမျိုးသမီး2ဦးတန်ရာရသွားတယ်လို့တန်ရာရတို့မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်အသက်60နှစ်အရွယ်အမျိုးသမီးကြီးတူလက်တစ်ဖက်ပြတ်သွားပြီးဝမ်းပိုက်မှလည်းခြေစထိမှန်ခဲ့တယ်လို့ဆိုပါတယ် အသက်50အရွယ်မျိုးသားတို့ကတော့ပေါင်အယိုကျိုးကဆိုရရပြီးခလီနှုတ်အပါဝင်ကြံငါဦးကတော့ကြီးအဆဆင်းပြီးတန်ရန်ရခဲ့တယ်လို့ဆိုပါတယ်။တန်ရန်ရသွားတဲ့ဒေသခံတွေကိုဖာနီယွာကနေပိမျိုးကိုညှ့တွေ့ချင်းပို့ဆောင်လိုက်တယ်လို့ဆိုပါတယ်။ဆက်အနာရှင်တပ်ကအင်အားပုံစံလောင်းနေဖာနီယွာကိုအော်တိုဝါလာ20ရင်းကစစ်ကြောင်းထိုးလာလို့ဒေသခံတွေထွက်ပြေးတေချောင်းနေကြပါတယ်။ ထိုင်းမြန်မာနယ်စပ်တပ်ခရင်မှာတရားမဝင်လမ်းကြောင်းကနေတစပ်ဖြတ်ကျော်ဝင်လာပြီးမြန်မာနိုင်ငံသား30ကျော်ဖမ်းဆီးခံရတယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြပါတယ်။အော်တိုဘားလ20ရက်ည7:00နာရီလောက်ကတပ်ခရင်မလမတ်ဒေတာမှာမြန်မာနိုင်ငံသားတွေတရားမဝင်ဝင်လာတာတည်ငြိမ်ရလို့ထိုင်းအာဏာပိုင်တွေကတွားရောက်ဖမ်းဆီးခဲ့တာပါ။ဖမ်းဆီးခံရသူတွေထဲအမျိုးသား23ယောက်အမျိုးသမီး6ယောက်ပါဝင်ပြီး အားလုံးမှနေတိုက်ခွင့်စာရေးစာတမ်းတွေမတွေ့ရဘူးလို့ဆိုပါတယ်။မြန်မာနိုင်ငံသားတွေဟာဗဟုတိုင်းကနေလာရောက်ကြပြီးမြောက်ပြည်ဖက်ချမ်းမှာကိုရဲကြပြီးမှတောင်ရင်မြစ်ကိုဖြတ်ပြီးထန်းနိုင်ငံဖက်ကိုဝင်ရောက်လာတာလို့ဆိုပါတယ်။ထန်းနိုင်ငံဖက်ချမ်းမှာကြံခင်းပြောင်းခင်းတွေထဲဘိုးခုနေတို့အာနာပိန်တို့ကစိတ်စိတ်တွေ့ရှိသွားလို့လမ်းများကထွက်ပြေးသွားတယ်လို့ဆိုပါတယ်။ သူတို့ဟာထိုင်နိုင်ငံထဲတနည်းအကြအလိုလိုရမယ်ဆိုလို့ပွဲစားတွေကိုဗတ်2000ခွဲထိပေးကဝင်လာခဲ့ပြီမယ်အခုလိုအဖန်စီခံရတာဖြစ်တယ်လို့မြန်မာတွေကထွက်ဆိုထားပါတယ်လက်ရှိမှာဖန်ခံရသူတွေကိုတရားမဝင်ဝင်ရောက်လာမှုနဲ့မလမန်ရစခန်းမှာအေးအေးယူထားတယ်လို့သိရပါတယ်အော်တိုဘလ21ရက်ကလည်းထိုင်းမြန်မာနေဆက်ကချနာဘူရီခရိုင်မှာ မြန်မာနိုင်ငံသားတွေလိုက်ပါလာတဲ့ကားကလမ်ဘေးတက်တဲ့ကိုဝင်တိုက်ခဲ့ပြီးတဲ့နောက်ကားပေါ်မှာလိုက်ပါလာတဲ့မြန်မာနိုင်ငံသားဆက်လီကိုအဖမ်းခံလိုက်ရပါတယ်။လက်ရှိမှာထိုင်းမြန်မာနဲ့ဇက်ကင်ပြည်နယ်မြောက်ပိုင်းမြို့နယ်ရွှေကူကူမြို့တဲ KK ပါမာစီအွန်လိုင်းငွေလီလုပ်ငန်းတွေကိုမြန်မာဆန္ဒရှင်တက်ကဝင်ရောက်စီနီခဲလို့ထိုင်းဖွဲ့ကိုထွဲပြေးတီဆောင်သူများလာတဲ့အတွေ့နေဆက်မှာလှုပ်ချေတင်းကျပ်ထားတဲ့အကြောင်းလေးထိုင်းစီရင်တွေပါဖော်ပြထားပါတယ်။ မြန်မာနိုင်ငံက online ငွေလေးစင်တာတွေမှာတို့ပြနေတယ်လို့ဆိုပြီး Starlink ဂျိုတူ internet ဆက်သွယ်ရေးကိရိယာ1500ကျော်ကို internet ဝန်ဆောင်မှုဖြတ်တောက်လိုက်တယ်လို့ Elon Musk Space X company ကအော်တိုဝါလာ22ရက်နေ့မှာထုတ်ပြန်ပါတယ်။ထိုင်းမြန်မာနယ်စပ်က online ငွေလေးစင်တာတွေမှာ Starlink ဂျိုတူ internet ဆက်သွယ်ရေးကိရိယာတွေအသုံးပြုတာအဆမတန်တိုးပွားလာနေတယ်လို့ AFP တရင်ထွက်ပေါ်လာပြီးတဲ့နောက် SpaceX company ကအခုလိုပြင်ပလိုက်တာပါ2021ခုနှစ်စက်နာသိမ်းဘူးကနေအစပြုလိုက်တဲ့ပြည်တွင်းစစ်ကြောင်းမြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးလျှော့တီအရော်ရဲ့ဖြစ်နေတဲ့နေဆက်ဒေတာမှာ online ကိုယ်လီစင်တာတွေကြီးထွားလာတယ်လို့ AFP သတင်းမှာဖော်ပြပါတယ် online ဝေလီစင်တာတို့ရဲ့ခေါမိုးတွေပေါ်မှာ Starlink ဂျိုတူအင်တာနက်ဝန်ဆောင်မှုကိရိယာတွေအမြောက်အများတက်ဆင်ထားတာတွေ့ရတယ်လို့လေ AFP သတင်းတရကဖော်ပြခဲ့ပါတယ်။ Space Ace Company ရဲ့ဒုတိယဥက္ကဋ္ဌဖြစ်သူက Company အနေနဲ့မြန်မာနိုင်ငံမှာရှိတဲ့တန်တရားဖြစ်ပွဲ online ဝေလီစင်တာတွေက Starlink ဂျိုတူအင်တာနက်ဝန်ဆောင်မှုကိရိယာ2500ကျော်ကိုဝန်ဆောင်မှုရဆိုင်လက်တယ်လို့ ်စတမှုကွန်ရက်ပေါ်မှာပြောခဲ့ပါတယ်။အဲ့ဒီကြိယာတွေကိုအင်တာနက်ဝန်ဆောင်မှုဖြတ်တောက်လိုက်တဲ့အခြေကိုတော့သူမရဲ့ပြောဆိုချက်မှာထက်သွင်းဖော်ပြထားတာမရှိပါဘူး။ဒါပြင် online မူလီလုပ်ငန်းတွေမှာ Starling အတူပြောဖို့နဲ့ပတ်သက်ပြီး American Congress လော်တော်မှာရှိတဲ့ Democratic Republican နှစ်ပါတီပူးပေါင်းကော်မတီကလည်းစုံစမ်းစစ်ဆေးနေပါတယ် အခုနှစ်ဖေဖော်ဝါရီလမှာ online ငွေလေးစင်တာမှုတွေကို နေနေမှုစတင်ခဲ့ပြီးတဲ့နောက်အဲ့ဒီစင်တာတွေမှာခိုက်စီခံရတဲ့အလုပ်သမား9000လောက်ကို သူတို့ရဲ့မိခင်နိုင်ငံတွေဆေးပြန်ပို့ဆောင်ခဲ့ပြီးဖြစ်ပါတယ်အခုလိုနားဆင်ပေးတဲ့အတွက်ကျေးဇူးထူတင်ရှိပါတယ်မြန်မာနိုင်ငံသားများ ကပ်ဘေးပုံကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒွေဝါဒွိုင်းတော်တာဝေကစုမုံကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ